ရခိုင်မာမိုးအဆက်မပြတ်ရောသွန်းနေတာကြောင့်ရတိတော်မျိုးနေအနောက်ဘက်ကကြောက်ပန်းတူစီဒီပြင်တောက်ကျော်လန်းဟာတွာလာရခက်ခဲနေတယ်လို့သိရပါတယ်။မောင်တော်ဘူတိတော်ရတိတော်မျိုးနေစားတဲ့မျိုးနေတွေအပါအဝင်ရခိုင်ကံယူရန်ကမျိုးနေတချို့မှာမေလာ28ရက်နေ့ညကနေစပြီးမေလာ28ရက်နေ့တည့်ရလို့မိုးအဆက်မပြတ်တီးထန်စွာရောသွန်းခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ ဒါကြောင့်အဲ့ဒီကြောက်ပန်းသူစီဒီပြင်တောင်ကျော်လမ်းမှာဝှထပြီးရင်ကြီးရင်ငယ်တွေသွာလာလို့မရတော့ဘူးလို့ဒေတာခန်တွေကပြောပါရယ်။အဲ့ဒီလမ်းဟာဒေတာရင်းခီးသွာလာဖို့အတွက်အရေးပါတဲ့လမ်းတစ်ခုဖြစ်ပြီးနှစ်စင်မိုးရသည်ဆိုရင်လမ်းပြတ်ပြီးသွာလာမရဖြစ်တတ်တယ်လို့ဒေတာခန်တွေကပြောပါရယ်။ကြောက်လျှောလမ်းဖြစ်တဲ့အဲ့ဒီလမ်းဟာစေမိုင်ခုနှစ်ဖာလုံးရှည်လျားပြီးတရှုနေရာတွေမှာ ရည်သားလန်းအဖြစ်ရှိနေသည်တို့အဲ့ဒီနေရာတွေမှာပျက်စီးမှုပုံမှုဆွေးရနေတာလို့သိရပါဗျ။